သူမကိုနှစ်တစ်ခုမှလုံသုံးလုံးနေကြတဲ့လူတွေကိုပြက်သားတဲ့စကားတစ်ခုပြောလိုက်တဲ့ဖွဖွေသူမနားမှာလူရင်တစ်မျိုးမလူရင်တစ်မျိုးလုံးနေကြတဲ့ကပ္ပားရပ်ပါးတွေကိုပြက်သားတဲ့စကားတစ်ခုပြောလိုက်တာကတော့တယောက်ဆောင်မင်းသမီးလေးဖွဖွေပါဖွဖွေဟာနိုင်ငံကျော်တယောက်ဆောင်မင်းသမီးဝိမုံရွှေရဲ့ညီမဝမ်ခွဲတော်ဆက်သူဖြစ်တယ်လို့သူမကိုယ်တိုင်ကလည်းအောင်မြင်ကျော်ကြတဲ့နိုင်ငံကျော်ထိတ်တန်းမင်းသမီးတစ်ယောက်ပါဒါပေမဲ့ဖွဖွေကဝိမုံရွှေနဲ့တခြားသောထိတ်တန်းမင်းသမီးတွေနဲ့မတူပဲလွတ်လပ်ပေါ်ပါတဲ့စိတ်ဓာတ်နဲ့အချင်းစရိုက်ကိုပိုင်ဆိုင်ထားပါတယ် ူပွင့်ရတခြားသောမင်းသမီးတွေလိုမမာနာဟိတ်ဟန်တခွဲသာမဟုတ်ပဲပေါ်ပါလွလတ်စွာနဲ့ပုံပွင့်လင်းလင်းပြောဆိုတတ်တဲ့ဇယိုက်ကိုပိုင်ဆိုင်ထားပါတယ်ဒီလိုမျိုးပုံမလင်လင်ပြောဆိုတတ်တဲ့အချင်းကြောင့်လေပူပွေးကိုပရိသတ်တွေကချစ်ခင်လေးစားအားပေးကြတာဖြစ်ပါရဲ့ဟိုတယ်တော်တို့ကဆိုရင်တရုတ်ဆောင်မင်းသမီးလေးပူပွေးကသူမရဲ့မျက်နှာကိုဝေဖန်တဲ့ပရိသတ်တယောက်ကိုအားမပေးခြင်းမပေးဖို့အတွက်ပြတ်သားစွာပြောခဲ့ပါသေးတယ် အခုတခါမှလည်းဖွေးဖွေးကနှစ်သိမ့်မှာသူမကိုလိုတမျိုးမလိုတမျိုးလုံနေတဲ့သူတွေနဲ့ပေါင်းသိနေတဲ့လူတွေကိုနှစ်သိမ့်မှာအပေါင်းအသင်းမလုပ်တော့ဘူးလို့ပြောလိုက်ပါတယ်။ဖွေးဖွေးကဒီမြန်မာနှစ်သိမ့်မှာအပေးနဲ့အယူမများတဲ့သူတွေအကုန်ထားခဲ့မှလုံမလာကိုလိုချင်ကြမရှိ အဲ့ဒီလိုလူတွေကိုအပြင်းနှုတ်ဆက်တော့မှကိုယ့်ကိုတိကျဆိုပြီးတော့ပြက်သားစွာပြောလာခဲ့ရဖြစ်ပါတယ်။ဖိုးဖွေးကဘသူကိုပြောတာလဲဆိုတာကိုတော့မသိပါဘူး။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလူသုံးလူတွေနဲ့အပေါင်းအသင်းမလုပ်ဘဲနေသွားတော့မှဖိုးဖွေးကိုဘယ်လိုမြင်လဲဆိုတာပြောသွားခဲ့ကြပါအောင်ရှင်။